မန်ယူနိုက်တက်ကိုဂိုးသွင်းပြီးနောက်လူမျိုးရေးခွဲခြားမှုတွေလူလဲခံနေရတဲ့ဘက်စီဖူဟန်တဲ့နိုင်ဂျီးရီးယားနောက်ခံလူကေဗင်ဘက်စီဟာအွန်လိုင်းကနေလူမျိုးရေးခွဲခြားတဲ့အသုံးလုံးများစွာနဲ့စော်ကားမှုကိုခံနေရကြောင်းသိရပါတယ်။ဘက်စီကသူ့ကိုစော်ကားတဲ့ message တွေကတချို့ကိုသူ့ရဲ့ social media ကနေပြန်လည်ဖော်ပြခဲ့ပါတယ်။ဘက်စီဟာပြီးခဲ့တဲ့ဒီနေ့ကနေဒီကကစားခဲ့တဲ့ FA Plus ပြင်ဆင်မှုစဉ်ပွဲစဉ်မှာမန်ယူနိုက်တက်တင်မတ်ကိုခေါင်းတိုက်ပြီးဥဆောင်ကိုသွင်းယူခဲ့သူဖြစ်ပါတယ်။ပထမပိုင်း45မိနစ်ပွဲပြီးကန်နေတဲ့ချိန်ပိုတမီနစ်မှာတောင်းကန်ဘောကနေ ဘောလုံးကိုကောင်းတိုက်သွင်းယူပြီးနောက်ကွင်းပင်းစည်းကိုရှာထုတ်ပေးပြီးအောင်ပွဲခံခဲ့တဲ့ဘက်စီရဲ့ရုပ်ပုံကမန်ယူနိုက်တက်ပရိသတ်တွေအတွက်ခံပြင်းစရာဖြစ်ခဲ့ပါတယ်။ဒါကြောင့်သူ့ဘောအွန်လိုင်းကနေလူမျိုးရေးခွဲခြားဆော့ကားကဲ့သို့တွေကမန်ယူနိုက်တက်ပရိသတ်တွေဖြစ်ဖို့သာတည်ကြနေပြီးဖူအန်အသင်းကတော့အသင်းရဲ့ဆိုရှယ်စာမျက်နှာတွေကနေဘက်စီကိုလူမျိုးရေးခွဲခြားဆော့ကားမှုတွေကိုရှုတ်ချကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဘက်စီကနိုင်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက်ကိုစားပြုကစားထားပေမဲ့အီတလီနိုင်ငံမှာမွေးဖွားပြီးအင်္ဂလန်နိုင်ငံမှာကြီးပင်းခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့မွေးဖွားရအီတလီနိုင်ငံသူနေထိုင်ကြီးပြင်းရအင်္ဂလန်နိုင်ငံတွေအတွက်ကိုစားပြုကစားခွင့်ရှိနေပေမဲ့သူမိဘဘိုးဘွားတွေရဲ့ဇာတိမိတ်ဖြစ်တဲ့နိုင်ဂျီးရီးယားနိုင်ငံအတွက်ကိုစားပြုကစားဖို့ရွေးချယ်ခဲ့သူဖြစ်ပါတယ်